မင်္ဂလာပါ။ audio wine zone တိုင်းမှာကြိုးဆိုပါရစေ။ဒီနေ့တကြံကြုံနေ့မှာတော့ငလင်းဟာပကနေကျုဖိုက်ပန်းဖိုက်နဲ့ကြိုးဆိုခဲ့ရလို့သိရပါတယ်။အပြည့်စုံကိုဆက်လက်ဖျက်ပြပါမယ်။ဒီနေ့နဲ့7:55မိနစ်ချိန်မှာငလင်းလှုပ်ခတ်တာပြင်းထန်လာလို့မန္တလေးပြည်သူများထိတ်လန့်နေကြပါတယ်။အားကြောင့်မို့လို့မြင်းငလင်းသတင်းများစင်တာ Facebook page ကိုဝင်ကြည့်ရခါမှာယခုလိုတွေ့ရှိရပါတယ်။မြင်းငလင်းသတင်းများစင်တာပရိကီ မိထီလာမကနေကျုဖိုင်ဖိုင်ဖိုင်မနက်7:55မြေရောက်နဲ့4.3မိုင်တက်3ရက်4လ2025သူလူလာကတော့ဇနေ့2025ခုနှစ်4လပိုင်း7ရက်နေ့မနက်7:55မိနစ်ချိန်မှာမိထီလာနေကိုဗဟိုပြုတ်ပြီးတော့မကနေကျုဖိုင်ဖိုင်ဖိုင်အစင်ရှိတဲ့ငလင်တစ်ခုမြေရောက်နဲ့4မိုင်ကျော်မှလှောက်ခတ်သွားတယ်လို့ဆိုလိုပါတယ်ဆက်လက်ပြီးတော့ မြန်ကလေးသတင်းများစင်တာဖေဖော်ဘက်ကနေပြီးတင်ထားတာကဆက်လက်ပြီးမြန်ကလေးအသိရှိပါစောရင်အမှတ်65ရာခိုင်နှုန်းဇနေမနေ့အာယုံဦးအချိန်နဲ့ထို့နောက်မှာပဲပို့တစ်ခုဆက်လက်ပြီးတင်ထားပါသေးတယ်အဲ့ဒါဘာလဲဆိုတော့ဇနေမနေ့အာယုံဦးအချိန်ရာခိုင်နှုန်းမြင့်တက်လာခဲ့မြန်ကလေးဆက်လက်သတင်းပြုပါတဲ့ယခုကျွန်တော်ဖတ်ပြခဲ့တဲ့မြန်ကလေးသတင်းများစင်တာဖေဖော်ဘက်ဟာဆိုရင်တော့ ကျွန်တော်သိရှိထားသလောက်အတော်လေးနီးစပ်အောင်ခံမှန်းပေးရက်ငလင်ပိတ်တစ်ခုဖြစ်ပါတယ်အစိုးရကြီးပြီးကြောက်လန့်နေဖို့မဟုတ်ပဲတတိထားဆင်ញံပြီးနေထိုင်နိုင်အောင်လို့ဖြစ်ပါတယ်အားလုံးသောမြန်မာနိုင်ငံသားပေါင်းငလင်ဘေးနဲ့တကွဘေးပေါင်းရန်ပေါင်းကိုအောင်မြင်စွာကြော်ဖြတ်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ပါတယ်